အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ကဗျာဆရာအောင်မိုးဝေရေးသားတဲ့နှင်းစီလိုင်းဆိုတဲ့ကဗျာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာနှင်းစီလိုင်း စန္ဒယာခလုတ်တွေပေါ်ပြင်သစ်ရေမွေးနဲ့နဲ့ပြင်သစ်ကြပြတပုတ်ဟာမြမလိုအတန်ထွက်ပြီးပြေးနေကျွန်တော်ဘာလုပ်ပေးရမလဲမမလိုင်းမျက်စောင်းက84လမ်းပေါ်မှောက်သွားတဲ့၃ဘင်းကားလိုကျွန်တော်နှလုံးသားလမ်းဘေးတမာပင်လေးကိုဝင်တိုက်တယ်ကျွန်တော်ကလက်ဖက်ရည်တစ်ခွက်တန်းကြပြသေးရဲ့ပါမမလိုင်း Rose Ellie အန်ရှိပီဇာဆိုင်မှာဆိုတဲ့ ဂျင်မီရဲမြင့်တို့လိုကြောက်စိမ့်လဲဆွဲကြီးလဲမပေးနိုင်ကြောက်ဝိုင်းရဟိုင်းမှာအိမ်မက်အသေးကြီးထမ်းပေးလမ်းမီးတိုင်အောင်တောက်ခေါက်နေရတဲ့ကောင်စားပါပတ်စံအဆုပ်တွေစောက်ဟောင်းတွေအိမ်ထဲယူမလာနဲ့အောင်စက်တည်မရှိဘူးဟုတ်ကဲ့ကျွန်တော်ဘဟုပန်ကို မုံမိပါတယ်မမလိုင်းစောက်ဟောင်းလေးတွေကို ခွင့်လွှတ်ပါတို့ဟာနိုင်ငံတော်ဥကင်းက ဉာဏ်ပညာတရဖို့အတွက်အဖန်ခံရသူခေတ္တပန်းတွေပါဒံယာတွေကလင်းလင်းချင်းချင်းပဲမမလိုင်းကျယ်တွေကိုမော့ကြည့်ရင်ညောင်းနေပြုတ်ကြတဲ့လူကုန်ထိုင်ရက်ွက်ထဲဟိုချီမင်းကပြရီဖက်ခွင့်မရခဲ့သူ16နှစ်အရွယ်ကောင်းကလေးမမလိုင်းမမီနဲ့ဈေးမလိုက်ခြင်းမူရွှေလက်ကောက်တထောင်လောင်းနဲ့ခင်းညင်သည့်ဥပေါက်တွေအစစ်တောင်းနေတာကျွန်တော်ရှက်တယ် ကျွန်တော်တို့လူငယ်ဘဝကအခုပွင့်အခုကြွေ လေပြေလေပြင်းများစွာရဲ့သားကောင်ခရီးစောက်တုပ်ဖတ်တာကအစလူလူကောင်းဆောင်ပုံကလေးဝေတာအဆုံးအားလုံးစွန့်စားခဲ့ရတယ်။မြားစာအတိုးတွေနဲ့ငါးမြားကျိတ်တွေကြီးချက်စားခဲ့ရတဲ့ညစာစားပွဲတွေကြီးပါမမလိုင်းအဲ့ဒီနှစ်တွေကတောင်းကြော်တန်နဲ့နှက်ခမ်းစိုးစေးလေးဆိုပြီးမတိဘူးမတိဘူးလို့ပြောခဲ့တာ နှွေပေါင်းများစွာမိတ်မရဘူးပူတယ်ပါရမူနေဆိုတိန်လုံးမိခိုတိတ်မြတောင်တိုက်သွားစားကြတဲ့လူချမ်းသာကြီးတွေအိမ်ပေါ်နဲ့ကျွန်တော်လိုကပ်ပါးကောင်ကထမင်းငတ်ပြီးအဇေရှင်ခွေးကြီးတွေတော့အမဲသားနဲ့ပေါ်ဆံမွေထမင်းနဲ့ခွေးစာထမင်းနဲ့စပလုံးပါရင်ဖော်တော့ရွာသူအိမ်ပေါ်မှလေတေလူအောင်အရိုက်ခံရတယ်လူဆိုတာခွေးထက်မြတ်တယ်လို့ တက်တေမပြနိုင်ခဲ့တဲ့နှစ်များပါပဲမမလိုင်းပတ်စံကြောင့်ကဘာကြီးကရှင်သန်နေတာလို့မမလိုင်းပြောတယ်သေသွားတဲ့တငယ်ချင်းတွေရဲ့အသက်ကိုပတ်စံနဲ့ကျွန်တော်မဝင်နိုင်ခဲ့ဘူးမမလိုင်းညီမလေးဒရိုက်ဘာရဲဘော်လေးနောက်လိုက်ပြေးတဲ့တဲ့င်လေးပတ်စံကလကာကြီးနဲ့လုံအောင်မကွယ်နိုင်ခဲ့ဘူးပတ်စံနဲ့ဂုံတိတ်ခါကိုဝဲမရလို့လူမသိသူမသိတက်သေးသွားတဲ့တထေးတွေနှင်းစီလှိုင်းတို့အတိုင်းဝိုင်းမှာ ပုံလိုလိုကြွေးကြော်ရဲပါသလားမမလိုင်းအချစ်ဆိုတာမာဇရာချစ်စိမ့်လေးပေါ်မှာတစင်မြေပြင်ပေါ်မှာတော့စားပြီးလွှင့်ပစ်လိုက်တဲ့အချင်မောင်းအိတ်ခွန်လေးပဲမမလိုင်းလူစင်းရဲတွေအတွက်ညမနက်စာအစဉ်ပြေမှအချစ်ရထားကအိုးအော်ဆွဲတာမျိုးမမလိုင်းအဖေကတိတ်ညောင်းတတ်တာပဲသူအညောင်းပြေတိုင်းအိမ်ပေါ်မှာလေးတွေဘိုက်တလုံးနဲ့တော့ပြန်ပြေခဲ့ရ ပဆန့်ခိုးလို့နှင်းထုတ်လိုက်တယ်လက်ဆော့လို့လေလူကုံထန်တွေကတော့တကိုယ်လုံးဆော့လဲအပြစ်မရှိကြပါဘူးကိုလက်မတ်တောင် ကိုမထိုးတတ်တဲ့မမလိုင်းဖေးကြီးဘလို့ချမ်းသာလာတယ်လဲဆိုတာပုံနာကုံကအကြာမြင်စရာတောင် မသိပါဘူးလေဂီတာက တခြားသူတွေစီပျော်ရွှင်မှုကိုတည်ဆောင်းပေးတယ်ဆိုပေမဲ့ရတနာခုနှစ်ပါးနဲ့မော်တော်ကားလေးစီးတယ်ဆိုတာကြောင့်မပြောရပါလား အရှိတောင်အာရှမှာအချမ်းသာဆုံးနိုင်ငံကဂရောင်းစားလက်မှတ်ကလေးကိုင်းပြီးနိုင်ငံတကာကငွေပိုလေးတွေရှောက်တောင်းရတဲ့နှစ်များမှာကျွန်တော်လူလားမြောက်ခဲ့ပါတယ်မမလိုင်းဂရီပါတော်လန်ရေးမြဆိုင်ပြတော်လန်ရေးရွှေဝါရောင်တော်လန်ရေးစိတ်တက်ကရေစိုးမြောင်းနဲ့ဆွေးနေတဲ့လူတွေတဲ့တစ္ဆာတရားဟာခက်ဆက်ဆက်လင်းအောင်မပေါ်တဲ့မိမတယောက်လိုဖာတမ်းမဲသွားရမလား တမလွန်ပုံပဲသွားရမလားဒီလိုနဲ့ကျွန်တော်တို့တော်လန်ရေးတွေမအောင်မြင်ခဲ့ဘူးတပိတ်မှောက်ရင်မှောက်မဟုတ်ရင်ဘိုင်းမှောက်နေရသူတွေရဲ့နိုင်ငံမှာပေါ့မမလိုင်း၂90ဆိုတာဘာကြလို့လဲအတန်ကတစ်ဆွေးတုံးထဲမှာခုံနေတယ်တတော်လုံးလဲတော့၆တန်နဲ့စမ်းရည်တဲ့သွေးပြပြနှစ်နှစ်တွေမျောနေတာနဲ့မျက်နှာငယ်ရခြင်းအကြောင်းကိုစာစီကုန်းမှာနှစ်တွေ့ ကျွန်တော်တို့နိုင်ငံဒီလောင်ပြောင်ရေမောတံများဤအလဲဘိုးတွင် ရှိပါသည်ဆိုတာကိုမိုးတံပါကြီးနဲ့ဩချက်ခဲ့ရတဲ့နှစ်တွေစာမေးပွဲတော့အောင်ခဲ့တာပေါ့မမလိုင်းငရေပန်းကပိုလှပိုမွေတော့ရွေးချယ်စရာနေပါလုံးသူတွေမှာနေကမျက်မှန်တကားကားနဲ့ခစ်ကြိုးခစ်ပေတလျှောက်ကာယကာယပန်ဆင်းသွားကြတယ်လက်တွဲပေါ်ကိုဈေးကြိုတော်မှာအထည်ရွေးသလို မမလိုင်းရွေးသွားတာမှုေးပါတယ်တင်းတွေပေါ်အခါတော်ပေးတဲ့နေကမိုးရွာတယ်အောင်မိုးဝေနားဆင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ